အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့နော်ဝေနိုင်ငံကအမကန်တဘာဝအလှပနေရာ၅ခုကို လေ့လာကြည့်မှာဖြစ်ပါတယ်တဘာဝရဲ့အလှတရားတွေအပြည့်အဝပေါ်လွင်တဲ့နေရာတွေဖြစ်တဲ့ Garanga Phue ဟာ Lofoten ကျွန်းစု Prikastolan Trotanga နဲ့ Tromso မျိုးက Outra အလင်းတန်းကြီးနိုင်တဲ့နေရာတွေပါ UNESCO ကမ္ဘာအမွေအနှစ်နေရာဖြစ်တဲ့ Garanga Phue နဲ့ဆက်လိုက်ရအောင် ရေခဲတောင်တွေကြောင့်ဖြစ်ပေါ်လာတဲ့ဒီနေရာမှာကြောက်ဆောင်တောင်ကမ်းမတွေကနှစ်ဆိုင်နဲ့အပြာရောင်ရေတဲ့ကို ထိုးဆင်းနေသလိုဖြစ်နေပါဗျ။ရေတခွင်တွေကလည်းအမခန်းဆွမ်းအားနဲ့စီးဆင်းနေကြပါဗျ။အဲဒီတောင်ပေါ်မှာရှိတဲ့လေယာချမ်းတွေကအလွန်မြင့်မားတဲ့ကပယံပေါ်မှာတည်ရှိနေတာမို့လေသမားတွေကခလေးတွေပြုတ်မကြအောင်တစ်ချိန်လုံးကကျိုးနဲ့ချီထားခဲ့ရဘူးပါတဲ့။နောက်ထပ်တနေရာကတော့အာတိတ်ဆဝိုင်းအထက်မှာတည်ရှိနေတဲ့ချွန်ထက်တဲ့တောင်ထွတ်တွေ ငါးဖန်းချီးရွာငယ်ဤနဲ့ပြည့်နှက်နေတဲ့လိုဖိုတန်ကျွန်းစုပါဂပ်စထရင်ရေစီးကြောင်းကြောင့်လိုဖိုတန်ကျွန်းစုရဲ့ယာစီဥတုကထင်မှတ်မထားရလောက်အောင်တာယာပါတယ်ဟုတ်ပါတယ်အာတိတ်ဒေတာမှာရေလိုင်းစီးနိုင်တဲ့နေရာပါပဲဒီကျွန်းစုကညာတန်းကောင်ရံအချိန်နေရောင်အောက်မှာရေလိုင်းစီးနိုင်တယ်လို့နှွေးထွေးတဲ့အနီရောင်အိမ်လေးကနေဩဒရအလင်းတန်းတွေကိုစောင့်ကြည့်ခန်းစားနိုင်တဲ့ကမ္ဘာဒေတာအနှဲငယ်တွေကနေရာတစ်ခုပါ နောက်ထပ်တနေရာကတော့ Pricast Stolen မှာအဲ့ဒီနေရာက ပင်လယ်ရေဝင်လန်းအထက်ပေ2000လောက်မြင့်တဲ့နေရာမှာတည်ရှိနေပြီးတော့အပေါ်ကိုတက်ဖို့အတွက်ကင်တက်ဆီယာလက်ရန်တွေလည်းရှိမနေပါဘူး။နော်ဝေနိုင်ငံရဲ့အထင်ကရတောင်တက်လမ်းကြောင်းနေရာတစ်ခုဖြစ်ပြီးတော့ကမ္ဘာလယ်ခီးသွားများစွာလာရောက်ကြတဲ့နေရာပါ။ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတဲ့နေရာတစ်ခုကတော့ထရိုထန်ကာနေရာပါ။ရေအိုင်အထက်မီတာ900အမြင့်မှာတည်ရှိနေပြီးတော့ တောင်ထဲကနေအလျားလိုက်ထွက်နေတဲ့ကြောက်ဆောင်စွန်ကြီးကနတ်ဆိုးတကောင်ရဲ့ရှာနဲ့တူနေပါတယ်။ဒီနေရာကိုရောက်ဖို့အတွက်အသွားအပြန်တောင်တက်ခီးကျန်10နာရီကနေ12နာရီလောက်ကြာကြာသွားရတယ်ဆိုပေမဲ့လည်းတောင်ပေါ်ကနေမြင်ရတဲ့ရှုကင်းကတော့မှော်ဆန်ပြီးတော့လှပနေပါပါ။စကင်ဒီနေဗီးယားမှာဓာတ်ပုံရိုက်အများဆုံးနေရာတွေထဲကတစ်ခုဖြစ်ပါတယ်။နောက်ဆုံးနေရာတစ်ခုအနေနဲ့အာတိတ်ဒေသရဲ့တကားပေါက်လို့ခေါ်တဲ့ထရမ်ဆိုမြို့ကိုတွားရောက်ကြည့်ရအောင်။ ဥဒ္ဒရအလင်းတန်းတွေကိုအကောင်းဆုံးကြည့်ရှုနိုင်တဲ့နေရာတွေတဲကတစ်ခုဖြစ်ပါတယ်။စက်တင်ဘာလကုန်ကနေဧပြီလအစောပိုင်းအတွင်းမှာကောင်းကင်ယံပေါ်မှာအစိမ်းခရမ်းနဲ့အပြရာအလင်းတန်းတွေကလှိုင်းထနေတယ်လို့မျိုးပေါ်ထွက်လေရှိပါတယ်။ဒါကသဘာဝတရားကြီးရဲ့မှော်ဆန်တဲ့အလင်းရောင်ပြဆက်ပဲဖြစ်ပြီးတော့နှင်းဖြူတွေဖုံးလွှမ်းနေတဲ့တောအုပ်တွေနဲ့ရေခဲနေတဲ့ရေအိုင်တွေပေါ်မှာတိတ်ဆိတ်စွာကပြနေတယ်လို့ပါပဲ။ နော်ဝေနိုင်ငံကမှော်ဆန်စွာလှပနေတဲ့နေရာ၅ခုအကြောင်းကို ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာ။